မင်္ဂလာပါဒီနေ့ဦးနိုင်ကဝက်နံယိုးစံခေါက်ဆွဲလေးချက်စားမယ်ရှမ်းခေါက်ဆွဲအရင်နဲ့မှားစားသလိုမျိုးအရသာခက်စင်စင်တူမယ်ရေစူအောင်တဲမယ်ဂျင်းထဲမယ်ဝက်နံယိုးထဲမယ်အုပ်ထားလိုက်မယ်ပြီးရင်တက်လာတဲ့အမြုပ်တွေကိုနိုင်နိုင်လေးခတ်ထုတ်လိုက်မယ်အမြုပ်တွေခတ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရသာအတွက်ကိုစားထဲမယ်တကြားထဲမယ်ဝက်သားမုတ်ထဲမယ်ပြီးလို့ရှိရင်တော့မီးကိုပုံမှန်လေးထားပြီးတော့အသားနူးဣလောင်တဲမယ် အဓိကတော့ဒီအရေကအရသာကထိမိနေဖို့လွယ်ပါတယ်။ဝန်းနံယိုအရေဟင်းဝေးလေးတည်ထားတဲ့အချိန်မှာဒီဘက်မှာစီမွေးလုံမယ်။အဲ့တော့ရွှေအုံမြေပဲစီတန်လေးထည့်မယ်။စီဆူလာပြီဆိုလို့ရှိရင်တော့နော်နုတ်နုတ်ဆင်းထားတဲ့ကြက်တုံပြူထည့်မယ်။ကြက်တုံပြူလေးအယောင် ပြောင်းလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးကြံခွဲရဲ့ငရုတ်သီးအစိမ့်မှုရဲ့ရောထားလေးထည့်ပါမယ်။ပြီးလို့ရှိရင်ဦးနဲ့တို့မီးပိတ်ထားမယ်နော်ကျွန်းသွားမှာဆိုလို့ပြီးရင်မှွေပေးမယ်အနံလေးမှွေလာအောင်မှွေမယ်။မှွေပြီးရင်တော့ five spice လို့ခေါ်တဲ့တရုတ် မဆလာလေးထည့်မယ်เนาะငါးမျိုးဆက်မဆလာပေါ့လေအဲ့ဒါကြီးထည့်မယ်ပြီးရင်တော့ဟိုနိုင်တို့မြေပဲထောင်းတာရဲ့နှမ်းလေးရဲ့ထည့်လိုက်မယ်သူ့ကိုလည်းအနှံ့လေးတင်းလာသေးကြလေးမှွေပေးမယ်ပြီးလို့ရှိရင်နောက်ဆုံးအနေနဲ့ဟိုနိုင်တို့မြင်းပြန်တဲ့စိတ်ကြာညို့လေးကိုထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာပြီးမှွေမယ်အဲ့ဒါဆိုလို့ရှိရင်ဟိုနိုင်တို့စီမွေးလေးပြီးတော့ပါပြီစံခေါက်ဆွဲကိုတော့စီတီမတ်တွေမှာဝယ်လို့ရတယ် ဝမ်းမဲတစိစံခေါက်ဆွဲကိုအသုံးပြုမှာဖြစ်ပါတယ်အထုပ်ကိုဖောက်ပြီးတော့ရိုးရိုးရည်ထဲမှာနာယီဝမ်းခတ်စိမ့်မယ်ပြီးလို့ရှိရင်ရေနွေးအိုးကိုစူအောင်တင်မယ်စံခေါက်ဆွဲတွေထည့်ပြုတ်မယ်၃မိနစ်လောက်ဆိုရင်တော့စံသားလေးအိပ်ပြီးတော့စတင်စားသုံးလို့ရပါပြီ မိုးတန်လေးတန်နေစူညံနေတဲ့အထင်မှာ step by step ချက်လိုက်တာအားလုံးပြီးတော့ပါပြီခင်ဗျာဝက်နံယူနေတဲ့နူးဣနေတာပဲเนาะအဲ့အဓိကတော့အရေးအသက်အရေးထဲမှာလုံးဝအရသာရှိနေဖို့လိုတယ်စစောကချက်ထားတဲ့စီမွေးစီမွေးထက်လိုက်မယ်တီးတတ်တဲ့လူကတော့စီသိမ့်မထက်နဲ့เนาะရပြီပြီးရင်ချက်သွမ်းမိလေးထင်မယ် ကျော်တော်မိတ်တို့နန်းနန်းမင်းတို့ပင်စိမ့်တို့ရှမ်းနန်းနန်းတို့ကလာတာအဘွားတွေပဲအရန်ကြိုက်တာကဲစားကြပါဦးခင်ဗျာစားစားရမယ်စီမွေးလေးရတယ်မွေးကြိုက်နေတော့ ¿Qué? Suevi. Bao nhiêu nhỉ? 晓得不？

ကဲအခုလိုမျိုးမိုးရသည်ရလဲအေးလာပြီရာသီဥကလည်းကိုယ့်ဘက်ကိုပါလာပြီဆိုတော့အခုလိုမျိုးလေးချက်စားရင်လည်းပူပူလောလောလေးဆက်ဆက်လေးနဲ့အရင်စားလို့ကောင်းပါတယ်ခင်ဗျာဝတ်သားမစားတဲ့သူကတော့ချက်သားနဲ့စားပါအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်